မင်္ဂလာပါရှင်ရောင်ကစ်တဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ဒီမော့ဆိုဘရူဇိုလန်တိုက်ပွဲရဲ့အတွင်းစစ်တပ်ဘက်က20ကျော်တေဆုံးပြီးကား၄စီးတပ်မှလည်းပြင်စီစစ်တပ်ကထိခိုက်ဒေဆုံးများပြရကြကနေအင်အားလုံးရင်နဲ့စစ်မျက်နှာများစွာဖွင့်ပြီးဒုစရိုက်ရှိန်မြင့်တင်နေ။ကင်နီပြည်နယ်ဒီမော့ဆိုဘရူဇိုလန်မှာကြေးတိုက်ပွဲများတွင်ဂျပန်စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီးစစ်ကား၄စီးတပ်မှလည်းပြင်စီခဲ့ကြောင်းကင်နီမျိုးသားကာကွယ်တဲ့ KNDF ပူးတဲ့နေ့ပြန်ကြားရေးဌာနတာဝန်ရှိသူကပြောတယ်။အောက်ကိုစလာကစတင်ပြီးဒီမော့ဆိုမြို့နယ်တွင်ကိုအင်အားလုံးရင်နဲ့စစ်ကြောင်းထိုးလာပြီး ဒီမော့ဆိုပရိုဆိုပေါ်လကဲလမ်းမကြီးတခြားစစ်ကြောင်းထိုးလာတဲ့ပြင်လမ်းကြောင်းတခြားတိုက်ပွဲတွေဖြစ်ပွားလေရှိကြောင်းသိရတယ်။ထို့ပြင်ဒီမော့ဆိုမြို့နယ်ဒေါငါခံကရက်ကွက်ကိုစစ်ကောင်စီကအင်အားလုံးရင်နဲ့ထိုးစစ်ဆင်တဲ့ပြင်တိုက်ပွဲတွေပြင်းထန်လျက်ရှိပြီးဒေါငါခရက်ကွက်တွေနဲ့နေတဝိုက်ကြားတွေကိုဂျပန်စစ်ကောင်စီတပ်ကနေကြောင်းနဲ့တိုက်ခိုက်ခြင်းဒရုန်းနဲ့တိုက်ခိုက်ခြင်းပြင်လက်နက်ကြီးတွေတိုက်ခိုက်ခြင်းစသည်တို့ကိုနေ့စဉ်မပြတ်လုပ်လျက်ရှိကြောင်းသိရတယ်။ တို့အတူမိုးပြမြို့မှာလည်းကြက်ဖက်စစ်ကောင်စီတပ်တွေလှုပ်ရှားကမိုးပြမြို့နဲ့အနီးကျရာတွေရှိပြည်သူတွေဟာဖမ်းဆီးနှိပ်စက်ခြင်းတွေကိုလုံဆောင်လျက်ရှိကြောင်းတို့ပြင်ဖဲကုံမြို့နဲ့တောင်စလုံးကျရာဘက်ကို PNO နဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနဲ့စစ်ကြောင်းဖျန်းတဲ့လှုပ်ရှားလျက်ရှိကြောင်းသိရတယ်။မိုးပြမြို့မှာတော့တိုက်ပွဲတွေပြင်းထန်တာမျိုးမရှိတော့ပြီးခဲ့တဲ့ဘက်ကမိုးပြမြို့နီးကျရာတွေမှာလဲလုံးနေတဲ့ပြည်သူတုံးကိုစစ်ကောင်စီကဖမ်းပြီးနှိပ်စက်ခဲ့ရမျိုးကြီးစုံစမ်းသိရှိရတယ်။ဒီမော့ဆိုဘရူဆိုလမ်းမကြီးတခြားကြက်ဖက်စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးနေရယူက လမ်းမကြီးဘေးဝဲရရှိကြရတွေကိုလက်နက်ကြီးရည်နဲ့တိုက်ခိုက်ခြင်းစသည်ကိုလှုပ်ဆောင်ရရှိကြောင်းသိရတယ်။ထို့ပြင်ဒီမော့ဆိုမဖရူဆိုမြို့နယ်ကိုစစ်ကြောင်းထိုးတဲ့စစ်ကြောင်းနဲ့ဒုစစ်ကောင်စီတန်းရင်နန်းနေမှာ MS4 တပ်မြင့်စစ်လေးကျင်းကြောင်းကိုရောက်ရှိပြီးထိုမှတဆင်ပေါ်လကဲမြို့နယ်ဘက်ကိုဥတီစစ်ကြောင်းတွေပြင်ဆင်ရရှိကြောင်းသိရတယ်။ဖရူဆိုဒီမော့ဆိုဆိုတာကစစ်ကောင်စီကင်းနေပြေဝါချထားတယ်လို့ပြောလို့ရတယ်။ပေါ်လကဲတီကိုစစ်ကြောင်းတို့ကိုဥတီထားတဲ့စစ်ကောင်စီရဲ့တထောင်ဝင်ကျန်လောက်ရှိမယ်။ဒီမော့ဆိုကနေဖရူဆိုတီကို KNDF ဗိုလ်သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူကပြောတယ်။ ထို့ကြောင့်စစ်ကောင်စီစစ်ကြောထွာနေရတဲ့နီးစပ်တဲ့ကြေရရှိပြည်သူများအနေဖြင့်လုံခြုံရေးသတိရှိကြရတဲ့နည်းမြေကတော်လည်းတဖွဲ့ရဲ့ထုတ်ပြန်ချက်များအတွင်လိုက်နာဆောင်ရကြပါန်အသိပေးရပါတယ်။ကင်းနီပြည်နယ်မှာတော့ဒီမော့ဆိုဖရူဆိုနောက်ပြောဖဲကုံအဲဒီဘက်မှာစစ်ကောင်စီစစ်ကြောနေရှိနေတာဖြစ်တယ်။တိုက်ပွဲလည်းအချိန်မီပြင်းထန်နေရဖြစ်တဲ့အတွက်ပြည်သူလူထုတွေကလုံခြုံရေးသတိရှိကြဖို့နဲ့နေမြေကန်တော်လိုင်းတပ်ဖွဲ့ရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းချင်တယ်လို့ကရင်တရက်ဘုံသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူကအသိပေးပြောဆိုတယ်။ ဆက်လက်ပြီးမင်းတို့မြို့နယ်ပသိမ်မော်လမ်းမစစ်ကောင်စီတပ်ဖွဲ့လိုက်ပိုင်အင်စီကောင်စစ်စင်ရက်တန့်ခိုင်းတော်လဲမောင်းပြေးပြီးလိုက်လံပစ်ကတ်ရှင်နဲ့ကားပေါ်မှာဘုံနေလက်ထိုင်နဲ့ကွန်တုံးပောင်းပစ္စည်းများတင်ပြီးမကွေးတိုင်းမင်းတို့မြို့နယ်ပသိမ်မော်လမ်းမစစ်တပ်ကတပ်ဖွဲ့နေလိုက်ပိုင်အင်စီကောင်ကိုစစ်စင်ရန်တော်လိုင်းတပ်ဖွဲ့တွေကရက်တန့်ခိုင်းတော်လဲမောင်းပြေးလိုက်လံပစ်ကတ်ပြီးကားကိုမိရှင်ရှင်းနေလိုက်ကြအောင်ပမာပြေးကားကိုတက်မှတောင်းခံကိုပါဟင်းကပြောတယ် စတေမာလ28ရက်နေ့ည7:00နာရီချိန်မင်းတို့မြို့ဘက်ကနေပသိမ်မွာလမ်းတိုင်းကြောက်တိုင်စစ်တပ်အတိုင်းစကန်ဘက်ကိုမောင်းနေလိုက်စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေလိုက်ပါတဲ့အင်စင်ကနေရောင်ကိုကြောက်တိုင်ကကြေအနီမှာတော်လိုင်းတပ်ဖွဲ့တွေကစစ်စစ်ရဲတန်ခိုင်းခဲ့ကြောင်းတို့ရရရတန်ခြင်းမရှိဘဲတော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်ပြီးမောင်းပြေးသွားခဲ့ကြတယ်။ထို့ကြောင့်တော်လိုင်းတပ်တွေကပြည်လဲပြစ်ခတ်ဆစ်အုပ်စုတပ်ဖွဲ့နေတရားရရှိကခုခံထုတ်ပြခဲ့ကြောင်းသိရတယ်။ ဆင်းရဲစိုးတဖို့နေလိုက်ပါတဲ့ကာကွန်မီရှင်ရှင်းနေခဲ့ပြီးကားပေါ်မှာ50မမပုံသင်္ကားလုံးစစ်ဝတ္ထစာတစ်စုံဖုန်းတလုံးလက်ထိတ်တစ်စုံအဆောင်ရတရာတစ်မျိုးကွန်တုံးတစ်ခုပါဝင်ပြည်စည်သိမ်းစီရရှိခဲ့ကြောင်းသိရတယ်။ကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားတဲ့ကြာဘက်ဆင်းရဲစိုးတဖို့နေကိုယမန်နေ့ည12နာရီချိန်မင်းတို့မျိုးကနေလိုက်ထရန်ကားတစ်စီးနဲ့ဆင်းရဲအပြည့်ဝင်းရံကစမ်းကြည့်ကြရနေမှာလာကျွတ်သွားကြောင်းသိရတယ်။ လက်ရှိမင်းတို့မြို့နယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်ဖြတ်တန်းခွင့်တွန်လိုင်းတဖွဲ့တွေကပိတ်ပင်ထားကြ။စစ်ပွဲကလာဒေသတွင်ပြည်သူတွေလုံခြုံရေးအတွက်လိုက်နာပြီးရင်လမ်းစီကန်တွေကိုတစ်နှစ်ကျော်ကြာအထိအချိန်ပေးပြီးပညာပေးခြင်းတွေလည်းအချိန်ချင်းကွင်းဆင်းလုပ်ခဲ့ပြီးအသိပေးထုတ်ပြန်ချက်တွေကိုလည်းအချိန်ချင်းထုတ်ပြန်ခဲ့ကြ။ တို့ရတယ်ကေးသောပြည်သူများနဲ့ပြန်လိုက်နာမှုအာဏာလျင်ရှိကြောင်းရမန်နေညဖြစ်စဉ်မှာလည်းပြည်သူကဖြစ်ပါကထိခိုက်နေနာမျိုးကိုစွန့်ရင်တဲ့ပြင်ညအမောင်းနဲ့မောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားကိုလက်ပြပြီးတားဆီးခဲ့ရတဲ့လွန်ကျွေးတောင်ကြရဲပေါ်တွေအသက်အန္တရာယ်ရင်ဆိုင်ခဲ့ရပြီးအကြက်ဖက်စိုးစုတစ်ဖွဲ့နဲ့လွတ်မြောက်သွားစေခဲ့ကြောင်းသိရတယ်တို့ကတော့ဖြစ်စဉ်မျိုးတက်မှန်ဖြစ်ပေါ်ခြင်းမှာကာကွယ်လက်မကြီးအပေါ်မှာတက်မှတ်စည်းကမ်းတွေကိုဖောက်ပြန်မောင်းနေလာမြည်သည့်မော်တော်ယာဉ်ကိုမစိုးပြစ်ခတ်ဖန်ဆီးခြင်းနဲ့လောက်ဆောင်မယ်လို့အသိပေးတယ်။ လက်တော်ဂျပန်စီအုပ်စုကစစ်ကြောထုံမွေနာလာလာရှိတဲ့ပြင်အဆိုပါဖြစ်စဉ်ဖြစ်ွားအနီးတဝိုက်ကြေးရတွေမှာပြည်သူများအနေနဲ့လုံခြုံရေးအတွက်တင့်တော်သလိုတိုတင်ပြင်ဆင်ထားကြတိုက်တွန်းလို့ဆိုပါတယ်။ဆက်လက်ပြီးတိုက်ပွဲပြင်းထန်တဲ့အကြောင်းမျိုးနဲ့မှာလေးချောင်းနဲ့အစိတ်ပုံတွေစင်ချတိုက်ခိုက်ပြီးနောက်ကျုံမျိုးမှာလည်းတိုက်ပွဲတွေဖြစ်ွား ကြောင်မဲမြွနဲ့နီးစုံမှာစစ်တပ်စစ်ကြောင်းနဲ့ရောက်ရှိလာရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်တဲ့ကြောင်မဲမြွနဲ့မှာစစ်တပ်ကလေကြောင်းနဲ့ပုံးနေကျဲချတဲ့အပြင်အစိပ်ပုံးတွေကိုပါကျဲချတိုက်ခိုက်ခဲ့ကြောင်း TNL ရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသပြည်သူတို့ကပြောဆိုကြရသေးရတယ်။စတေမာ၂၈ရက်နေ့ကြောင်မဲမြွနဲ့လုံးဝကြားကိုစစ်တပ်ကလေနဲ့ဘုံလုံး30ကျဲချတဲ့အပြင်အစိမ့်ဝေဘုံ၃လုံးမှာကျဲချခဲ့ကြောင်းစစ်တပ်ကလုံးဝကြားအတွင်းရှိနေတွေကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသိရတယ်။ စစ်တပ်အစိုင်းငွေပုံကျဲချမှုကြောင့်တရင်တက်မတော်တပ်ဖွဲ့တွေမှမူဝေခြင်းအောင်းရခြင်းမအိမသာဖြစ်ခြင်းမောပန်းခြင်းအသက်ရှင်မြန်ဆန်ခြင်းလက္ခဏာဖြစ်ပေါ်စေခဲ့ပြီးတပ်ဖွဲ့ဝင်တို့မှစေုံမှစေကုသမှုခံရကြသောရမန်နစ်စစ်တပ်ဒုစစ်စစ်တိုက်ခိုက်လာမှုကြောင့်ကြောက်မဲမြို့နယ်ရှိလုံဝဲတောင်စေးလိမ့်နဲ့စကန်းသာကြီးရကြမှာလကောက်နောက်ဆုံးမြို့နယ်ရှိစိတ်ဘူးကြီးရနယ်ဘန်ကာကျောင်းဒီမှာလကောက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းသိရတယ်။ လတ်တလောစစ်တပ်မှကြောင်မဲမြို့နယ်အနီးဆုံးနေရာတရောက်ရှိလာနေကြောင်းစစ်တပ်ကမြေပြင်မှာစစ်ကြောင်းတွေထိုးနေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်ဆိုသလိုတိုက်ခိုက်နေကြောင်း TNL နဲ့ပူပေါင်းတပ်တွေမှခုခံဆင်ပြေသောတိုက်ပွဲဝင်နေကြောင်းကြောင်မဲဒေသမှာဒေါ်လိုင်းတရင်မြေကပြောတယ်။စေကောင်စစ်တပ်ကကြောင်မဲမြို့ကိုမြန်ဆုံးသိမ်းပိုက်စစ်ကြောင်းထိုးနေပြီးမြေပြင်မှာလည်းနန်းစီတရဝန်ထမ်းနဲ့ကြောင်မဲမြို့နယ်ဌာနဆိုင်ရာတွေကိုသိမ်းပိုက်လိပေးပါကဌာနဆိုင်ရာမြို့တွေကိုသိမ်းပိုက်ပေးပါကအမြန်ဆုံးရုံးထိုင်နိုင်လောက်ဆောင်တိုင်းညွှန်ကြားထားကြောင်းသိရပါပါတယ်။ ဆက်လက်ပြီးတိုင်းပြည်ပြည်လဲတိဆိုင်တဲ့ရုပ်တွေပြဒနာတွေကိုဖြေရှင်းကင်တွေတောင်းဝင်ရအစင်သစ်ဖြစ်နေပြီးတော့စံဖို့ပါတယောက်တာခင်ကြီးကကြီးညာလာမြန်မာနိုင်ငံမှာတိုင်းပြည်ပြန်တည်ဆောက်ရတဲ့ရုပ်တွေပြဿနာတွေကိုပြင်ရှင်းကင်တွေတောင်းရင်ဆင်းသက်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖို့ပါတယ်ဦးတာခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်မှာတစင်ထုတ်ပေါ်ကြေညာတယ်။ကျန်းဖို့ပါတယ်နေဖြင့်တိုင်းပြည်တည်ငြိမ်တာဝပြောင်းနေတဲ့လူငယ်လူရရဲ့အနာဂတ်လှပစေအတွက်တောင်းဝင်ရဆင်းသက်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖို့ပါဒီမှာတိုင်းပြည်ပြဿနာတွေကိုကင်တွေဖြင်ရှင်းနိုင်တဲ့ရင်းမြစ်လူပုဂ္ဂိုလ်နဲ့တောက်ကူပြုတ်ဖွဲ့စေရှင်နေအပြင် ပါတီကောင်းဆောင်နေဘဝဖြတ်သန်းမှုတွေ့ကြုံတဲ့တာဝန်ဝတ္တရားတွေတွေ့ကြုံတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ကြ။ကျပ်ဖို့ပါတီမှာတိုင်းပြည်ပြည်ထောင်တာတွေကိုဖြည့်ရှင်းနိုင်တဲ့ခိုင်မန်းစီမံချက်တွေရှိကြောင်းကျပ်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောတယ်။ကျပ်ဖို့ပါတီကနိုင်ငံပြည်ထောင်တာတွေကိုဖြည့်ရှင်းအကျဉ်းကန့်သက်ချက်သတ်မှတ်ထားပြီးရလက်ကောင်တွေထွက်ပေါ်လာပြီဖြစ်ကြောင်းခင်ကြီးကဆက်လက်ပြောဆိုတယ်။ပြည်တွင်းမှာနေထိုင်ပြောနိုင်တဲ့အခြေအနေတွေကိုလေ့လာသုံးသပ်နေသူဝိုင်းတမသတင်းစရာတဲ့ဦးကလက်ရှိတိုင်းပြည်အခြေအနေမှာစစ်တပ်အာဏာသိမ်းမှုနဲ့ဆက်အာဏာသိမ်းရန်တောင်းအပ်ပေးခဲ့ကြတဲ့ကျပ်ဖို့ပါတီကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရအနာကိုပြည်သူလူတွေရဲ့ထောက်ခံမှုပါပဲရယူလိုချင်တဲ့စစ်တပ်နဲ့စံဖို့ပါတီကြောင့်အခြေအနေဆွေးရချင်းဖြစ်ကြောင်းလက်ရှိမှာကြက်ဖွပါတီကရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့အနိုင်ရရေးကြိုပမ်းပြီးစစ်တပ်နဲ့တူတွဲဖွဲ့အာဏာယူမဲ့ခြင်းတွေမြင်ရကြောင်းသုံးသပ်ပြောဆိုတယ်။ဆက်လက်ပြီးမြန်မြွနဲ့တွင်မပြူစောတိရွာမှာငါးမြိုင်ထွက်လာစစ်သားဖြစ်ခဲ့ကြပြီးသုံးသိန်းဆောင်ကတနက်တလက်သိန်းစီရရှိ မကွေးတိုင်းမြန်မြွနဲ့တွင်းမပြေစာတီယာမှာငါးမြန်ထွက်လာတဲ့ဂျပန်စစ်သားအဖြစ်ကတိုက်ခိုက်သုံးသိန်းဆုံးပြီးတနက်တလက်သိန်းစီရရှိကြောင်းဒေသတွင်တရင်မြန်နဲ့ဒေသပြည်သူတွေကပြောတယ်။စတေမာလ28ရက်နေ့မှာမြန်မြွနဲ့တောင်ပိုင်းတွင်းမပြေစာတီယာမှာစစ်သား9ကရွာနောက်ဖမ်းရှိစဲမှာငါးမြန်ထွက်လာစဉ်တွန်လိုင်းတစ်ဖွဲ့နဲ့ပြစ်ကတ်မှုပြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ထိုပြစ်ကတ်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကသုံးသိန်းဆုံးက MA မျိုးစာတနက်တလက်နဲ့ခဲနေသိန်းစီရရှိခဲ့တယ်။ ညမြုံနယ်တောင်ပိုင်းတွင်မပြစွာတရားကစစ်ကွင်းတွေကရွာနောက်ဘက်မှာရှင်းစင်မှာငါးမြဖို့ထွက်လာတော့တော်လိုင်းတက်ဖွဲ့နဲ့ပြစ်ကတ်မှုဖြစ်ပွားလို့သိရတယ်။စစ်ကွင်းကားကောင်ထွက်လာ၃ကောင်တွေပြီးတနက်တလက်ရလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးညမြုံနယ်တွင်ရှင်မြစ်တီတော်လိုင်းဖွဲ့တွေကလှုပ်ဆောင်ခဲ့တဲ့ကိုထုတ်ပြန်ထားခြင်းရှိပါဘူး။နောက်ဆက်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။